းခြင်းတွေ့ရတယ်။နောက်ဘဝမှာလည်းပဲသူနဲ့ပဲဆုံစည်းခြင်း။ဆိုတော့အဲ့ဒီမှာဘဝဆက်တိုင်းဆုံစည်းတဲ့ဤလေးကိုမြတ်စွာဘုရားဟောထားတယ်။အဲ့ဒါလေးကိုမှတ်တယ်။ဘဝဆက်တိုင်းဆုံစည်းနိုင်တဲ့ဤကိုမြတ်စွာဘုရားဟောတယ်။သူတို့အေးဥပဒေကဥပတိကမမျိုးတို့ရှင်ဒီမောနနှစ်ယောက်စလုံးဒီဘဝမှာလဲဆုံစည်းခြင်းနဲ့တောင်ဘဝမှာလဲဆုံစည်းခြင်းနဲ့ဆိုလို့ရှိရင် လျောက်စလုံးတူလေးတူရှိရမယ်တမတ္တတာရှင်ကြည်မှုသရတရားချင်းတူဖို့လိုတယ်တမတ်သီလကိုချင်းသီလလည်းတူရမယ်တမတ်စာကစွန့်ကြဲမှုဒါနကောင်းမှုလှူထားခြင်းလည်းတူရမယ်တမတ်ပညာအသိပညာချင်းလည်းတူရမယ်အဲ့တော့တတ္တရဲ့သီလရဲ့စာကရဲ့ပညာရဲ့ကုသတရားတွေထဲမှာဒါတွေကအရေးကြီးတယ် ယုံကြည်ချက်တူရမယ်ကိုချင်းသီလတူရမယ်စာကဆိုရဲ generosity ပြုတဲ့တန်းတဲ့အခါလူမှုတမ်းမှုအနှမြောမရှိဘဲနဲ့စွန့်ကြဲပေးကံတဲ့အခါဒီစိတ်ဓာတ်နဲ့တူရမယ်ပညာတို့နဲ့တူဒီဝိပဿနာနဲ့ပသက်တဲ့ပညာထက်မြက်တဲ့ပညာလုံးသိနာမလုံးသိနာကိုသိတဲ့ပညာကံကံအကျိုးကိုယုံကြည်လက်ခံတဲ့အသိပညာ အပညာရင်လည်းတူရမယ်လို့ဆိုတာအကယ်၍အဲ့ဒီတူလေးတူတူမယ်ဆိုရင်တဲ့ဒီဘဝမှာလည်းဆုံတွေ့ကြမယ်နောက်ဘဝမှာလည်းပဲဆုံတွေ့နိုင်တယ်တဲ့အပြာလားဆက်စရာဒီတရားလေးကို